အဲ့ discipline အမှန်အမှန်အကန်ကြီးပေါ့နော်ကျွန်တော်တို့ပြောရမှာဆိုလို့ကျင်အာ discipline ပဲကိုမလုပ်ချင်တဲ့အချိန်မှလည်းလုပ်မယ်အဲကိုကိုစိတ်မပါတဲ့အချိန်မှလည်းအလုပ်တွေကိုလုပ်မယ်ကိုရဲ့အချိန်နဲ့တပြင်းညီလုပ်လို့လည်းအဲ့လိုမျိုးတွေပေါ့နော်အဲ့ discipline မချခင်မှာဘာရှိဖို့လိုလဲဆိုပြီးကျွန်တော်ရှာကြည့်ရှာကြည့်လို့ဘာတွေ့တွေ့ရလဲဆိုတော့နည်းနည်းအချက်တွေတွေ့ရတာပေါ့နော်ကိုက discipline ကောင်းကောင်းရှိဖို့အတွက်ဆိုလို့ရှိရင်ကို့မှာငိုရဲကရှိတဲ့လုံလောက်တဲ့ motivation ကလည်းလိုသေးတယ်အဲ့ကျွန်တော် podcast ကြည့်တော်များတွေ့လိုက်တာ motivation နဲ့နေမပြီးဘူး discipline ကောင်းရှိဖို့လိုတယ်အဲ့လိုမျိုးပုံစံပြောတာများတာပေါ့နော် အဲ့မှာတွေကကျွန်တော်တို့က motivation တခုတော့ရှိဖို့လိုတယ်ကိုလှုပ်ရှင်တဲ့ဟာအတွက်ကို burning desire တခုတော့ရှိဖို့လိုတယ်ဆိုတာကတိရတယ်ဗောနော်တိရတယ်အဲ့တော့ကျွန်တော်ရှားကြည့်တဲ့လောက်လေပထမဆုံးကျွန်တော်တို့ရဲ့ why ဗောနော်အရေးကြီးဆုံးက why ပဲကျွန်တော်ဒီဟာဘယ်လောက်ထိကိုယ့်ရဲ့ burning desire desire ဘယ်လောက်ထိပြင်းထန်ပြီးတော့လှုပ်ရှင်တာလဲတိရမလားကိုကကိုအားငါကတော့ passive income ရဖို့အတွက်ဒီလမ်းကြောင်းတစ်ခုငါအကောင်းဆုံးလမ်းကြောင်းတစ်ခုငါကတော့ assess လုပ်ပြီးရွေးလိုက်တယ်ဗောနော်ရွေးပြီးအဲ့ပုံမှာငါ discipline ကောင်းကောင်းကြီးချပြီးတော့မှ plan တွေဆွဲပြီးတော့မှလောက်တာလားဗောနော်အဲ့လောက်နဲ့မရဘူးလို့ကျွန်တော်ထင်တယ်ဗောနော်တကယ်တကယ်ဟိုဘယ်လောက်ထိဒီဟာကိုယ့်ရဲ့အရေးကြီးလဲအရေးပါလဲအဲ့ကောင်ကဘယ်လောက်ထိ banning ဖြစ်နေလဲဘယ်လောက်ထိကိုယ့်ကိုသိရမလားအရန်မဖြစ်မနေညရောနေ့ရောညရောလှုပ်ရှင်စိတ်တွေပေါ့လို့ဆိုရင် discipline ကိုထားတဲ့ discipline တွေကိုလည်းကြော်ထွက်ပြီးတော့မှဟိုအလုပ်တွေအများကြီးလုပ်ကြည့်တာမျိုး အမြန်အမြန်ပြီးသွားတာမျိုးပေါ့နော်တခါကျတော့ကျွန်တော်တပတ်လုံးကိုနေညာအလုပ်တွေချလုပ်မျိုးဒါတစ်ဖက်မှာဆိုလဲဘန်အောင်ဖြစ်သွားနိုင်တဲ့ကိစ္စရောရှိတာပေါ့နော်ဟုတ်ပထမဆုံးကျွန်တော်ကျွန်တော်ရဲ့ personally အမြင်ကတော့အဲ့ဒါပဲ why အရင်လိုတယ်ပေါ့နော် discipline ကနောက်မှကျွန်တော်တို့ကဟို compound effect လိုမျိုးကျွန်တော်ထင်နေပေါ့နော် compound effect ဆိုတာလို့စုပြီးတဖြည်းဖြည်းလုံလုံလုံမှ discipline ဆိုတာသူ့အမှုပွားလာပြီးတော့ဟိုကိုယ်ကအဲ့လို discipline ကောင်းတဲ့လူတယောက်ဖြစ်လာလိမ့်မယ်လို့ဖြစ်လာတယ်လို့ပဲကျွန်တော်ထင်နေပေါ့နော်အဲ့ဒါဟိုတေချာကျွန်တော်တို့အဲ့ဒီမှာလည်း discuss လုပ်ဆင်တာပေါ့နော်ဆိုတော့ ပထမဆုံးနံပါတ်1တစ်ချက်ကဝိုင်းပေါ့နော်အဲကျွန်တော်ရှာတလောက်လေအဲ့လိုမျိုးတွေ့မိတာပေါ့နော်ကျွန်တော်လည်းအထင်နဲ့ပုံစံကိုကျွန်တော်ခြားရရအဲ့တော့ promotion ကဝိုင်းဒုတိယတစ်ချက်ကကျတော့ကိုပိုင်ပတန်ပေါ့နော်ဝိုင်းတစ်ခုရပါပြီကွာဥမာထားပါတော့ကျွန်တော်တို့ကဒီလိုမျိုးဟိုဗီဒီယိုလေးရှင်းနေပဲထားပါတော့ ဗီဒီယိုဗီဒီယိုဘာလို့ရိုက်ချင်တာလဲပေါ့နော်ကိုကဒီလိုပြောရတာဒီ opinion sharing လောက်ရတာဒီသူများနေ discussion လောက်ရတာဒီဝါသနာဘာလို့လာပါဒါဆိုရင်ကျွန်တော်တို့ကဗီဒီယိုရိုက်လို့ရပြီဗျာဗီဒီယိုကြီးမဲ့ဆိုမရှိရင်တော့ကိုရဲ့ဘန်းနဲ့အရန်တစားရပြီကိုကရိုက်ချင်နေတော့ရိုက်နေရိုက်နေမိမှာပဲပေါ့နော်ဆိုတော့အဲ့ဒါပထမတစ်ချက်ပေါ့နော်အဲ့ဒီဟာမှမရှိဘူးဆိုလို့ချင်းဘလို discipline လောက်ပြီးကျွန်တော်တို့ကဘယ် motivation နေဘယ်လိုမျိုးဘယ် desire တွေဘယ် energy တွေနဲ့ကျွန်တော်တို့ video တွေဆက်လုပ်နေမှာလဲပေါ့နော်အကယ်လို့ဆိုကြီးမဲ့သူတွေကမရှိဘူးဆိုရင်အဲ့ဒါတကြောင်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ပထမဆုံးပါအဲ့ဖိုင်းရှိလာပြီဆိုရှင်ကျွန်တော်လုံရင်းနဲ့ ကျွန်တော်အမားတွေရောအမန်တွေရောဖြစ်ရင်ဖြစ်ရတယ်ပတ်တန်တစ်ခုရလာမယ်လို့ကျွန်တော်မြင်တယ်ဗျာဥပမာကိုယ့်ရဲ့ဟို natural energy ပေါ့နော်ဒီဟာလောက်ဖို့အတွက် energy ဘယ်ရလာလဲဘလို့ဘလို့အချိန်တွေမျိုးဒီမှာကိုကဒါကိုလုတ်လေးလုတ်တာရှိဥပမာညာဘိုင်းနေမှာဟိုဗီဒီယိုလုတ်မယ်ဆိုလဲကျွန်တော်ညာဘိုင်းနေမှာဗီဒီယိုလုတ်တာဒါမှမဟုတ်စာတစ်ခုခုလေ့လာဖို့ဆိုလို့ရှင်လဲ programming လေ့လာတာဗျာညာဘိုင်းနေမှာကျွန်တော်လေ့လာတာအဲ့အဲ့လိုလေ့လာတာမျိုးဒါဆိုလို့ရှင်လဲကိုယ့်ရဲ့ pattern တစ်ခုဖြစ်လာမယ်ဗျာပြီးရင်ဘလို့ဘလို့ condition တွေမှာဆိုလို့ရှင်အဆင်မပြေဘူးလေဘလို့ condition ဆိုအဆင်ပြေရလဲရှိသေးရဗျာ ခုမှစာလောက်တဲ့သူတွေဆိုတော့ noise တွေအများကြီးရဲဆိုအဆင်မပြေဘူးလို့ပြန်မလားအမျိုးမျိုးရှိမှာဗျအဲ့လို condition တွေကကိုယ်နဲ့ပဲဆိုင်တယ်ဗျသူများပြောတဲ့ discipline နဲ့မဆိုင်ဘူးအဲ့တော့ကိုယ့်ရဲ့ pattern ကအဲ့ဒီကနေ pattern တစ်ခုရှားလာမှာပေါ့နော်ဆိုတော့ why ပြီးွားရင်အဲ့ဒီ pattern ပထမအရေးကြီးတယ်လို့ထင်တယ်။ဒါ discipline ချတဲ့ဘက်မရောက်သေးဘူးပေါ့နော်။အဲ့ဘက်နံပါတ်မှာကိုယ်ကရှောင်ရင်ရှောင်ရင်တော့မှ stability ဆိုတဲ့နံပါတ်3တစ်ချက်ကိုရအောင်ပေါ့နော်။အဲ့ stable ဖြစ်တယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့အခုနအဲ့ cook pattern ကို repeat လုပ်ရင်လုပ်ရင် stable ဖြစ်လာတာအပြင်ကိုတခြားသော stable ဖြစ်ဖို့အတွက်ကိုအနောက်ရှက်တွေရှိနေတယ်ပြ။အနောက်ရှက်တွေဆိုတာတခြားသော factor တွေကနေပြီးမှအနောက်ရှက်ဖြစ်တာဥပမာ financially အဲအဆင်မပြေတာမျိုးတွေကြောင့်ကိုယ့်ရဲ့လုပ်နေတဲ့အဲ့အဲ့အခုနတော့ကဒီ pattern ကိုထိခိုက်မှုတွေရှိလာတာမျိုးအဲ့လိုမျိုးတွေရှိနေတယ်ပြ။အဲ့တော့ stability ကောင်းမှုလည်းလိုသေးတယ်။ တခြားအဖက်ဖက်တခြား factor တွေကနေပြီးတော့ဗောနော် stability ကောင်းမှုလို့ရတယ်။အဲ့တော့ why in pattern stability ပြီးသွားလို့ရှိရင် small wins တွေဗောနော် wins လို့ကျွန်တော်ကမှတ်ထားတယ်ဗောနော် small wins တွေဗော small wins ဆိုတာတော့ဥမာ project တစ်ခုခုရေးခြင်းနဲ့ branding design ကနေကျွန်တော်စလိုက်မယ်ဗျာ။ဒီဥမာကျွန်တော် project တစ်ခုခု website project တစ်ခုခုကျွန်တော်ကရေးခြင်းတယ်ကိုယ့်ရဲ့ idea အကျဉ်းဆိုင်တစ်ခုရှိတယ်ပေါ့ဗျာအဲ့ဒါကိုချရေးဖို့အတွက်ကိုကျွန်တော်က စခဲ့တယ်စပြီးတော့မှကျွန်တော်တို့အခုနောက်မှာကိုပိုင်ပတ်တန်တစ်ခုတည်းဝင်သွားတယ်ညာဘက်တွေဆိုရင်အဲ့ဒါတန်လေးလာပြီးတော့မှကုတ်ရေးတာတို့ပါတို့ကျွန်တော်တို့ဒါကိုလှုပ်တယ်ကိုယ့်ရဲ့ဝိုင်းကိုလည်းကိုသိတယ်ငါဒီ idea ကိုတကယ်ကိုကောင်းတယ်ပေါ်ကျင်ဆိုတော့ဝိုင်းတစ်ခုရှိတယ်အဲ့ချိန်ကျွန်တော် discipline မလိုသေးဘူးပေါ့နော်သူကသူဖြစ်နေတော့မယ်အဲ့ပတ်တန်ပေါ်မှာခုန stable လေးဖြစ်သွားပြီဗျာတခြားကိုနောက်ရက်ပြီးနေတဲ့ factor တွေဘာ chaos မှမရှိဘူး environment မလဲကိုယ့်ရဲ့ environment ကတော်တော်လေးကိုဒီထဲမှာဒီအချိန်ဆိုလို့ရှိရင်ဒီ condition ဆိုလို့ရှိရင်တော်တော်အဆင်ပြေနေဗျာအော်လှုပ်တယ်လှုပ်တယ်ဆိုလို့ရှိရင် small wins တွေမရှိတာဟုတ်ဆိုလို့ရှိရင် project ကအရင်ကြီးနေလို့ရှိရင်ဥပမာသူအများကြီး2နှစ်3နှစ်လောက်ရေးရတဲ့ဟာကိုကိုကဆွတ်ရေးတယ်ဗျအခုမှလည်းစားလိမ့်လာမယ်လို့ဆွတ်ရေးရလို့လုပ်တော့အဆင်မပြေရတဲ့အများကြီးကိုမမြင်ထားတဲ့ကိုမသိရတဲ့မသိသေးရမတတ်သေးရ AI နဲ့အများကြီးကြုံလာရရင်ပြဿနာတွေရှိနေတယ်အဲ small wins small progress တွေအရေးကြီးရလို့ကျွန်တော်မြင်တယ်အဲကျွန်တော် ရဲ့အရေးကြီးဆုံးအဲ့အဲ့လှုပ်လှုပ်နေတဲ့ပတ်တန်ထဲမှာလာအဲ့ small progress ကြီးအရင်ကြီးပါပြတခုပြီးတခုလှုပ်တဲ့အချိန်မှာအိုးအဝေးကြီးဆိုတဲ့တတ်မှတ်ထားတဲ့အဝေးကြီးကိုကိုလှမ်းကြည့်ပြီးအဲ့အတွက်ကိုပဲတဲပြီးလှုပ်နေတာဆိုတော့ဆိုတော့အထက်ကိုကိုရဲ့ဒီနီးနားမှာရှိတဲ့ goal စီကိုဖြက်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 သွားတာပို့ပြီးတော့မှတတောင်တတအလိုလိုရရလို့ကျွန်တော်လည်းခံစားရတယ်အဲ့လိုလှုပ်တယ်ပေါ့အဲ့လိုလှုပ်လို့ရှိတယ်ပေါ့နော်ဆိုတော့အဲ့ small wins တွေကရေးကြည့်ရင်နောက်တစ်ခုက competition ပေါ့နော်အော် ိုက patience ဖြစ်ဖို့လည်းလိုတယ်ကိုကိုကိုခုနလိုမျိုးအရန်ရုပ်ရှင်စက်စံနေအရန်စူးစားတာတို့အရန်လှုပ်တာတို့လှုပ်လို့ရှိရင်လည်း ban out ဖြစ်သွားနိုင်မယ်ကိစ္စတွေရှိရယ်ဗောနဟိုဘန်းအောင်လည်းမဖြစ်အောင်ကွန့်အောင်နည်းနည်းလေးလေးနားရှင်နေနားအောင်တချို့ကကြတော့ကျွန်တော်တို့အသေးအသင်ဟိုဒီ problem ကို solve လုပ်ချင်တာလို့ဒီဟာကိုအမြင်တိသွားချင်တာတတ်သွားချင်တာဖြစ်သွားချင်တာကြောင့်နေ့ရောညရောလုပ်တဲ့ SBN တွေတော်တော်များများမှာရှိမှတင် ညဆိုလည်း2နာရီ3နာရီ4နာရီထိုးပါအောင်မနေ့ကျရင်လည်းနိုးရတယ်ပြန်အိပ်လို့မရတော့ဘူးညလုံနေဟာအမြန်ဆက်လုပ်ချင်တာနဲ့ဆက်အဲ့လိုမျိုးဆက်လုပ်တာမျိုးပေါ့နော်ဆိုတော့ကြာလာတော့အဆင်မပြေတာရှိလို့ရှိရင် flow စိတ်ရှိလို့ရှိရင်ဒုက္ခရောက်လာနိုင်တယ်ပေါ့နော်အဲ့ဒီအချိန်မှာလည်းကိုကိုကိုနားလည်ဖို့လိုတယ်ဟိုနည်းနည်းလေးဟိုအနာယူတင်ယူတာမျိုးအဲ့အဲ့ဒါကြီးလည်းလိုတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုပိုင် pattern နဲ့ကိုပိုင်ကိုပိုင်ကို stable ဖြစ်လာပြီးကိုဝိုင်းလည်းကိုကလုံးဝလွတ်လွတ်ကျွတ်ကျွတ်ပြဘယ်သူမှလာနှောက်ဆက်စရာမလိုဘဲနဲ့ကိုဝိုင်းပေါ်မှာကိုက မမရက်တိပြီးတော့ကိုယ့်အလုပ်ကိုကိုယ်လုံးလုံးချင်စိတ်အပြည့်အဝရှိတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးလှုပ်လာတယ်ခုနကလိုမျိုး small wins တွေနဲ့ကိုယ့်ကကိုအဲ့ဒီ pattern စလေးကတော်တော်ကောင်းနေပြီဗျာဒီလား weekly ပဲဖြစ်ဖြစ် monthly ပဲဖြစ်ဖြစ် daily ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ခုနက desire ကကိုယ်လုံးချင်တဲ့အဲ့ဒီခုနကဖြစ်ချင်တဲ့အရာတွေပေါ့မပေါ့နော်အဲ့လိုမျိုးလေးရှောင်နေပြီဆိုလို့ရှိရင်တော့ဒါကခုနက discipline ဆိုတဲ့အရာထက်ကိုအဲ့ဒါနေအရင်လိုတယ်လို့ကျွန်တော်တို့ခံစားရတယ်ပေါ့နော်ကျွန်တော်ကလည်းအဲ့လိုပုံစံမျိုးနဲ့ပဲရှောက်တာမျိုးပဲရှိရတယ်။အခုနောက်လည်းမျိုးအဲ့ဒီ discipline ကိုကျွန်တော်အားကြောင့် research လုပ်ကြည့်တာပေါ့နော်။ဒီမှာလည်း discuss လုပ်နေတယ်ဆိုတော့အဲ့ဒါပဲ discipline အကျဉ်းအသားတွေကြီးကြီးမားမားတွေမရှိဘူးပေါ့နော်အလန်းကိုတစ်ချိန်တည်းပေးပြီးအဲ့ဒီအလန်းကိုပဲတတ်တတ်မထဲထားတာတို့ညပဲချင်းအေးအေးအဲ့ဒီအလန်းပေးပြီးအဲ့ဒီအချိန်ပြန်ထားတာတို့အဲ့လိုမျိုးတွေမလုတ်တော့မလုတ်မစင်မပြေဘူးပေါ့နော်ကျွန်တော်တို့ဆိုတော့အဲ့လိုမျိုးစင်ပြေရသူတွေရှိလားဘလောက်ထိပုံမှန်အရင်တော့ကအခုနကျွန်တော်ပြောရတဲ့ပုံစံထက်ကိုဘယ်နှစားလောက်အဆင်ပြေပြီးတော့ဘယ်လိုမျိုးပိုကောင်းလဲပေါ့နော်ဒါမှမဟုတ်ရှင်လေအဲ့လိုအဆင်မပြေတာဘာကြောင့်ဖြစ်နိုင်လဲတကယ်မလဲကိုကရောဘယ်လိုအဆင်ပြေခဲ့လဲပေါ့နော်အဲ့ဒါတွေဘယ်လိုကျော်လွှားခဲ့လဲဆိုတော့အဲ တည်ရသူရှိလို့ရှင်လုံနေရသူရှိလို့ရှင်လည်းမျှဝေမျှဝေပြီးခဲ့ပါတော့เนาะဆိုတော့နောက်ထပ်နောက်ပတ်ကျွန်တော်တို့ weekend မှာပြန်တွေ့ပါမယ်